မီလာပါညာစီကွာဆာဆာမနုတ်ကိုစတာပါရယ်ဇူလာ3ရက်2025ခုနှစ်အင်္ဂါနေ့တိုက်ကူတီတော်ကနတ်စွာတူ၏ကျောင်းပေါ်မှာတိုင်ပင်ချတော်သူနေတူ၏မြည်ရထားသည်ဖြင့်ရည်စည်း၍ဒုတိုက်ကို ရိုက်ခတ်တော်ကကျောင်းပေါ်မှာတည်ရှိသောကြောင့်မလုံနိုင်ရာယူလူကခရွေချံအခန်းကြီး6ခန်းငယ်28ခေါင်းရှင်ကကျောင်းပေါ်မှာတည်ရှိသောကြောင့် မတ်လ28ရက်ငလင်ကြီးလုံတုံကမင်းဖေရောက်နေတယ်လဲဘာလုံးနေတယ်လဲအစီအမီလားကိုကျွန်တော်တို့အချင်းချင်းမေးမြန်းကြပါသည်တကယ်တော့ထိုအရေးကြီးသည့်အချိန်ဒီမှာကျွန်တော်တို့ရှိနေသည့်နေရာကအရေးကြီးပါသည် ကျွန်တော်ကတော့ကရင်နှစ်ချင်းခရီးရအဖွဲ့ချုပ် KPC ဤဌာနတစ်ခု၏ကျန်းစာတင်နေမှာပါဝင်နေပါ၏ငလင်လုံတုံအချိန်ကထမင်းစားနာနေချင်းဖြစ်ပါသည်ကျွန်တော်ကအစာသိမ့်မစားတာဖြစ်ဆောဆောပဲပြီးပါ၏ ဆီယမကြီးဆင်းနေရတော့အတော်ကလေးစားနိုင်ရတော်တော်နဲ့မပြီးပါငလင်ငလင်လှုပ်လာပြီးပြေးသူပြေးရှောင်းသူရှောင်းကြပါ၏ကျွန်တော်ကခုံကိုပဲအားဖြူကခြင်ထားရပါ၏ပြေးမလဲသွားအောင်နေစင်မှာအရှိမထမင်းစားနေတော့ဆီယမကြီးဆင်းနေကြီးကအစားမပြည့်ပဲရှိနေရအော်ဤငလင်လှုပ်တဲ့အခါသူမနဲ့မသက်ဆိုင်သလိုပဲအစားမပြတ်အတော်မပြတ် ထမင်းတွေတလုံးပြီးတလုံးမျိုးချနေတာများအားကြားစရာပါပဲကျွန်တော်တို့ရှိနေသည့်အဆောက်အဦကခိုင်ခတ်နေတော့လောက်ခါတော့ညာလဲဖြူချမှုမရှိခင်ပါရေကုန်စရာတော့ပါပဲရင်တုံရသည့်အချိန်တွေကိုမရောက်ရရင်ကြီးရှိတော့ကိုချိမွေးရပါသည်ဆီယမ်မကြီးကရေကိုတောက်ပြီးမှ စိတ်မပူနဲ့အပါဒီအဆောက်အဦဆောက်တာကိုကျွန်မမြင်ခဲ့တယ်။အောက်ချွေဖောင်ဒေးရှင်းအင်မတန်နဲ့ပြီးခိုင်နေငလီတန်ကိုခံနိုင်တာသိကြတယ်။မပြူလဲနိုင်ဘူး။ကျွန်မထမီးစားလို့ကောင်းလိုက်တာဟုတ်ပြောပါသေး။ အောက်ခြေခိုင်ခတ်လို့သောထိုအိမ်သည်ငလင်ဖြစ်စေမုန်တိုင်းဖြစ်စေမိုးရေဖြစ်စေခုခံနိုင်ပါသည်တကယ်ယေရှုမိန့်တော်မူခဲ့သောဥပမာတော်တစ်ခုသည်အိမ်ကိုတိဆောက်သောသူနှုတ်ဦးကြောင့်မှာတို့အူကအောက်ခြေမခိုင်ခတ်သောသဲပေါ်မှာအိမ်ဆောင်ပါသည်တို့အူကတော့အောက်ခြေခိုင်ခတ်သောကျောက်ပေါ်မှာအိမ်ကိုဆောက်ပါသည်မိုးရေစီးလာသောအခါမှာအောက်ခြေမခိုင်ခတ်သောအိမ်ကပြိုလဲ၍အောက်ခြေခိုင်သောကျောက်ပေါ်တည်သောအိမ်ကတော့မပြိုမလဲတည်နေပါသည် ခရိယံများအတွက်တည်ရစာဖြစ်ပါသည် အောက်ချေခိုင်ခန့်မှုရလိုပါသည်တခင်ပြားကိုယုံကြည်ခြင်းမှအုံမြင့်ချပါမည်ခိုင်ခန့်သောယုံကြည်ခြင်းပေါ်မှအတ္တကိုတိဆောက်ထားကြလေပြုလင်းခြင်းကင်းမည်ဖြစ်ပါသည်ငါမျိုးလင့်ခြင်းမြင့်တရားခရစ်တော်၏အတွင်းမြတ်သားငါ၏ခြင်းကိုဖွင့်မရှိနာမတော်ကုသိုလ်အောက်တည်းအလုံးပြားဟိကောင်းချီးပေးပါစေ